ကိုပုံစိတ်မညစ်ဘူးလားတဲ့ဒီလောက်ထိနော်ဟိုလောက်ခဲ့တာပေါ့အောက်ချင်မြေရင်စစ်သားတွေကတော့အကုန်လုံးဟွာပေါ့တမမှုအစင်လောက်ထိကဟိုကျွန်တော်တို့အတူလက်တွဲပြီးလောက်ခဲ့တာရှိတယ်ပေါ့နော်ရှိတော့ကျွန်တော်စိတ်မညစ်ပါဘူးဗျာလို့ကျွန်တော်ကိုတိုက်ခိုက်တဲ့လူတွေကလည်းကျွန်တော်ညီကိုတွေပဲလို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တက်ထောက်ခံသူညီကိုတွေကဝိုင်းဝန်းတိုက်ခိုက်နေပေမဲ့စိတ်ဓာတ်ကျသွားခြင်းမရှိဘူးလို့အပသားငဖုံးကပြောလာတဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံသားတွေပဲလို့သူတို့လည်းသူတို့မကြိုက်တာတွေမကြင်တတ်တာတွေရှိလို့တိုက်ခိုက်တာနေမှာဘို့လို့တနေ့တိုင်းဒါတွေပြီးဆုံးသွားမှာပါလို့နော်ဒီမြန်မာနိုင်ငံကြီးမှာဖြစ်နေတဲ့စစ်ပွဲကြီးတောင်မှတနေ့တိုင်းငင်းငင်းကြောက်ကြောက်နဲ့နေကြရအောင်ပါလေကျွန်တော်ကတယောက်တည်းတိုက်ခိုက်ခံရတာအဲ့တော့ဒီကိုလေးကိုရဲ့လူမျိုးတွေပဲပေါ့ကျွန်တော်တိုက်ခိုက်တော့ကျွန်တော်ကဒီလိုပဲပြန်ဖြေလိုက်ပါကျွန်တော်ကစိတ်မနေဘူးလို့ ဲ့တကယ်စိတ်လေးမခံရတဲ့ကိုကျွန်တော်လုပ်ကျွန်တော်ဒီဇိုင်းမမ်မလုပ်နေရရင်ကျွန်တော်ကပျော်လေးလူထဲမှာပါတယ်လို့အဲ့တော့သူတို့တိုက်ခိုက်နေတာတော့ကျွန်တော်သိပါတယ်လို့သူတို့ကျွန်တော်မကြိုက်တဲ့အကြောင်းအရာတွေရှိမှာပေါ့လို့မကြိုက်တဲ့အကြောင်းအရာတွေရှိတော့ဟိုတိုက်ခိုက်တာပဲလို့တိုက်ခိုက်တာသူတို့ကျွန်တော်အမြဲတမ်းဘယ်လိုတိုက်ခိုက်နိုင်မှာရောလို့နော်တိုက်ခိုက်နိုင်မှာရောဆိုတော့အဲလူကြီးတချို့ကလည်းပြောတယ်ပေါ့ဟိုကိုယ့်အလုပ်ကိုပဲလုပ်ပါပေါ့နော်ဒါလူကြီးတွေကလည်းမြင်နေတာပဲဒါကျွန်တော်ကဟိုဒီ TikTok အကောင့်ဆိုလေ300ကျော်400ရှိတယ် ပြက်ခက်ဖြက်ခံခဲ့ရတာပေါ့နော်ဒီတက်မတော်ဘက်ကနေမမမမရက်တည်ပြီးတော့ထောက်ခံပြီးတော့မှကျွန်တော်အဲတစ်တော့လေးမှာတစ်တော့စပေါ်လာတယ်ကကျွန်တော်ကတစ်တော့အကောင့်၄00ကျော်ရှိတယ်နောက်တစ်ခုက Facebook ပေါ့နော် Facebook ကိုကျွန်တော်ဘာလို့ရောက်လာလဲဆိုတော့ကျွန်တော်တစ်တော့ကိုစိတ်မရှိတော့ကျွန်တော်ဒါခဏလေးစကားချီရပါပေါ့နော်ဟို Facebook မှာကျွန်တော်ကျွန်တော်ပြုံးလှင်ဟိုပါပေါ့၃00 3000မှာကျွန်တော်ဗရမ်းများလမ်းဆိုတက်ခွက်ငုတ်ကတိုက်ခါရတာကျွန်တော်တိုက်ကျွန်တော်အဲ့ခစ်တုံးကတော့ ဲ3800နဲ့ကျွန်တော်ရောင်းခဲ့တိုက်ပေါ့နော်ကျွန်တော်ဒါပြောတာဘာကြောင့်ပြောရလဲဆိုလိပ်ပက်လေအောင်လို့အဲ့ဒါနဲ့ကျွန်တော်ပြင်းဝင်လို့တက်လာတာပြင်းဝင်လို့တက်လာတာပေါ့နော်တက်လာတာတက်လာတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတိုင်းပြည်ဒီနိုင်ငံဒီအခြေအနေဖြစ်တဲ့အချိန်မှာညော Facebook မှာတော့ကတချို့ကတော့ကျွန်တော်ကိုပြောတယ်ဟို NLD တော်စုလက်ထက်မှာတော့ကျွန်တော်ပြပြောင်းနေလေဆိုတော့ကျွန်တော်ရှိပါတယ်ကိုမင်းအကောင့်နဲ့ပါနော်ဒေါ်စုကိုကျွန်တော်2010ခုကနေဆန့်ကျင်လာခဲ့တာပါနော်ဆန့်ကျင်လာခဲ့တာရှိတယ်ဆဲတာရှိတယ်ဒါပေမဲ့အဲ့မှာဦးစားမင်းဆိုရအဲ့တော့ကလေထောင်ကြပြီးတော့ကျွန်တော်တော့မကြဘူး နော်ကျွန်တော်ရှိပါတယ်အဲ့ Facebook မှာကိုမင်းဆိုကျွန်တော်အခု Facebook လုံးဝတက်လို့မရလို့ပါကျွန်တော် Facebook ကကျွန်တော်ရုပ်နဲ့အတန်လေးကိုဘန်းထားခဲ့တာနော်ဒီနေရာမှာနားလည်အောင်ပြောချင်တာကတချို့ကမသိချင်အောင်ဆောင်နေကြတာရှိတယ်အဲ့ဒါကဘာလို့လဲဆိုတော့အခုမြန်မာဟတ်တော့ကိုအောင်မင်းကိုအောင်မင်းကအရင်တော့ကျွန်တော် Facebook အောက်မှာလာရောက်ဆွေးနွေးခဲ့ဘူးပါတယ်နော်ဒါဒါတက်တည်တက်ကြရရှိပါတယ်နော်အဲ့တော့ဒါလည်းဟိုကျွန်တော်လူကြီးတွေကလည်းပြောတာပေါ့နော်ကိုယ့်အကူပဲကိုသွားရမယ့်လမ်းကိုပဲကောင်းကောင်းမွန်မွန်သွားနော်ဖြစ်လာတော့လည်းပြဿနာရင်ဆိုင်ရတာပေါ့အဲ့တော့ကျွန်တော်ကစိတ်မညစ်ပါဘူး နော်ဒါတွေကကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့နိုင်ငံသားတွေသူတို့လည်းသူတို့တက်နိုင်တဲ့တဲ့င်းသူတို့တင်တယ်ကျွန်တော်တခုတော့ပြောချင်တာနော်ဒီကကျွန်တော်မှကြီးစုနေတဲ့ညီကောင်မောင်တော်မှကျွန်တော်ဘယ်တဲ့င်းမီဒီယာကိုကျွန်တော်တိုက်ခိုက်ခဲ့တာရှိဘူးလို့လေအခုကျွန်တော်တိုက်ခိုက်နေတဲ့ညီအကိုတွေကိုကျွန်တော်တခါမှမတိုက်ခိုက်ဘူးနော်ကျွန်တော်ပြောနေတာဆိုနေတာလေဒါ public area မှာပြောနေတာဖြစ်တဲ့အတွက်ကျွန်တော်ကတခါတလေအရန်ခံစားရလုံးလို့ချစ်တဲ့စိတ်တစ်ခုနဲ့မှားကောင်းမှားလိုက်မယ်အဲ့ဒီအမားကြီးကိုမှားတာရှိတာပေါ့လူပဲလမ်းလျှောက်တာခလုတ်တိုက်မှာပေါ့ ဲ့ဒီအမားတွေကိုနော်ပြုပြင်ရင်ထိန်းတော်ထိန်းပြုပြင်ထိန်းသိမ်းကြောင်းလန်းပေးရင်းနဲ့ပဲလူကြီးတွေကနှလုံးလားလားနဲ့ကျွန်တော်ရဲ့လုတ်ရက်အပေါ်မှာသူတို့ကြည့်တယ်ဇဘုံရင်ကအခုနော်သူအုံမဒီအုံမကားတို့အဲ့ကိုအရင်တော့လေချင်းကိုရတို့အရှင်ကြောင်ပင်တို့အိုက်ဘက်တွေကြောင်မဲလေးတန်ဖိုးတို့ဒီတိုက်ပွဲတွေစပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်တဲ့အချိန်မှာနော်အခုအချိန်ဒီအထိဇဘုံရင်ရှေ့တန်းအတွက်တက်မတော်စစ်မြေပြင်ကတက်မတော်သားကနေအစင်တက်မှမလို့အစင်တီးသူဘာတွေလက်တွဲပြီးလှုပ်ဆောင်နေလဲဆိုတာ တိုင်းမွေးတွေတိပါလိမ့်မယ်။ပြီးတဲ့အတွက်တို့ကဩသူစိတ်စိတ်ရင်းကတော့စိတ်ရင်းခံကောင်းပြီးတော့သူကပေါ့နော်သူမခံနိုင်လုံးလို့ပေါ့နော်ကိုယ့်ဘက်ကနေဒီလိုဖြစ်ရတာကိုမခံနိုင်လုံးလို့သူပေါက်ကွဲပြီးတစ်ချက်တစ်ချက်တော့သူပြောမိမှာပဲဆိုတဲ့စိတ်နဲ့နှလုံးလာတာနေပဲကျွန်တော်ကိုကြည့်ထားတာပါ။နော်ကျွန်တော်လက်ဘက်က JOC ထဲမှာလည်းရောက်ပြီးပါပြီ။နော်ရောက်ခဲ့ပြီးပါပြီ။ရောက်ခဲ့ပြီးတာကတခြားမှာမဟုတ်ဘူး။နော်ဆန်ငလင်းလုံးတော့ဆန်သုံးပြီးအင်းနဲ့စီသွားလို့မလို့သွားရင်းနဲ့ရောက်ခဲ့ရင်းနဲ့အဲ့လိုမျိုးစကားပြောခဲ့ဘူးပါပြီပေါ့နော်ဘူချုပ်ပဲထားပါ။ ဘူဂျိုးစင်းနဲ့ကျွန်တော်စကားပြောခဲ့ပြီးပါပြီကျွန်တော်အခုဒီ line ပေါ်မှာတင်နေတဲ့ဥစ္စာတွေကဟိုးအရင်တော့ဟာတွေပေါ့နော်ဟိုးအရင်တော့ဟာတွေအဲ့အရာတွေကလူကြီးတွေကတီးပြီးသားလည်းဖြစ်တယ်တီးပြီးသားလည်းဖြစ်တဲ့အတွက်ပေါ့နော်ဟိုသူတို့လည်းကျွန်တော်ကိုခေါ်ယူပြစ်ပြီးပြီပေါ့နော်သူတို့လည်းပြောပြပြီးပြီဒီအပွင့်ခက်တွေကသူတို့အလကားရတာမဟုတ်ဘူးဟုတ်ပါတယ်ကျွန်တော်ကဟိုလူမျိုးကြီးပြောတာမဟုတ်ဘူးကျွန်တော်ရဲ့အနေထားကလည်းကျွန်တော်ကအရန်တမတော်ကိုချစ်လွန်းတဲ့စိတ်အကောင်းမြင်ခြင်းလွန်းတဲ့စိတ်နဲ့ကျွန်တော်ပြောမိလိုက်တာကျွန်တော်ဒီလောက်ပါပဲအဲ့လိုပြောရချင်ပါပဲ ကျွန်တော် IGOC ကြီးကနေကျွန်တော်ပြန်ထွက်လာတာပါနော်အဲ့ဒါလိမ့်လို့မရဘူးအဲ့ဒါလူတိုင်းသိတယ်အဲ့တော့ကျွန်တော်ကကျွန်တော်ကကျွန်တော်တိုက်ခိုက်တဲ့ညီအစ်ကိုတွေကသူတို့ကျွန်တော်မှမကြိုက်တဲ့အချက်လက်တွေရှိလိမ့်မယ်ရှိလိမ့်မယ်ရှိနေတဲ့အတွက်လည်းသူတို့အခုဆိုရင်အုံနေခြင်းနဲ့ပေါ့နော်အားလုံးပါလာတာပေါ့ကျွန်တော်ကတော့တယောက်တည်းပေါ့နော်ဒါပေမဲ့ကျွန်တော်စိတ်မစင်းရပါဘူးစိတ်လည်းမညစ်ပါဘူးဘာမှလည်းမခံစားရပါဘူးဘာဖြစ်လို့လဲဆိုတော့တနိုင်ငံလုံးပြားဒီလောက်အိုးအိုးတောင်းနေဖြစ်နေတာတော့မှဒါတွေကိုသွားခံစားမယ်ဆိုရင်ကျွန်တော်တို့ကနိုင်ငံနဲ့လူမျိုးနဲ့ကိုတက်မလို့အခွင့်အရေးကိုချစ်တာလေ ဒီလောက်တည်တည်မောမောကိုတွားပြီးတော့စိတ်ခံစားမယ်ဒါတွေကိုပြန်ပြီးတော့မှကျွန်တော်တုံ့ပြန်နေမယ်ဆိုရင်ကျွန်တော်လုပ်ရတဲ့အလုပ်တွေနှောင့်နေလိမ့်မယ်။နော်ကျွန်တောကမြေပြင်မှာတယောက်တည်းပဲနေတယ်လို့တယောက်တည်းပဲသွားတယ်တယောက်တည်းပဲလာတယ်တယောက်တည်းပဲလှုပ်ရှားတာများတယ်နော်ဘယ်သူမှလည်းအဖို့မကုတ်ဘူးကျွန်တော်ဘယ်သူမှလည်းလူယုံထားလိထားလာမရှိပါဘူးနော်အဲ့တော့ကျွန်တော်မနေ့ကလည်းဟိုကျွန်တော်ဟိုရေးတာတော့တခုတော့ကျွန်တော်ကပြောချင်တာပေါ့တခုပြောချင်တယ်ဆိုတာဟိုကျွန်တော်ကတက်မတော်နဲ့အောက်ခြေနဲ့အထက်နဲ့ပေါ့နော်ဟို တက်ရှူသွေးခွဲနေတဲ့လူလို့ပေါ့နော်အဲ့လိုလဲလာပြီးတော့ပို့ကြတယ်အဲ့တော့ကျွန်တော်တခုပြောချင်တာအခုကျွန်တော်တို့တက်မတော်ကြီးอ่ะအဲ့လိုအញ្ញံသားတက်မတော်ကြီးလားအောက်ချင်းနဲ့အောက်ချင်းနဲ့အထက်နဲ့ကြားမှာကျွန်တော်ကဝင်ပြီးတက်ရှူသွေးခွဲလို့ရတဲ့အဆင့်လားအနေထားလားညီမတက်မတော်ကအဲ့လိုညံ့အဲ့တော့အဲ့လိုရေးတာတွေကကြတော့ကိုနေနေပေါ့နော်ကျွန်တော်တိုက်ခိုက်တာပဲဖြစ်ဖြစ်ကျွန်တော်ဘယ်လိုပဲဆုံးမကျင်တာပဲဖြစ်ဖြစ်အဲ့လိုတွေရေးတာကြတော့ ဟိုနည်းနည်းအပေါ်ကြည့်နေတဲ့လူကြီးတွေကလည်းအာဒါကတိုက်ခတ်တဲ့စကလုံးနေဇော်ပွင့်ရေးတယောက်လှုပ်လိုက်တာနဲ့တက်မတော်တက်ချူသွေးခွဲတဲ့အထက်အောက်အဲ့လိုတွေဖြစ်မယ်ဆိုဘယ်လိုဖြစ်နိုင်မှာစစ်သားဘယ်လိုဖြစ်နိုင်စစ်သားဟာတစ္ဆာလေးချက်ဆိုပြီးတော့မှတိုင်းပြည်တို့အသက်ပေးနေတဲ့စစ်သားအဲ့လောက်စိတ်သက်မပြောဘူးလို့ မှာအဲဟိုကျွန်တော်တို့ဒီခြေထဲမှာတချို့စစ်သားတွေလည်းရှိတယ်ဟိုကျွန်တော်ပြင်ဦးလည်းမှာလည်းကျွန်တော်တို့အဲ့လိုငင်းရင်ထိုင်နေတယ်ပေါ့နော်ကျွန်တော်ဒီနေ့အပြင်ထွက်သွားကျွန်တော်ကော်ဖီသွားတောက်တော့ဟိုကလောကအရာရှိတယောက်ကကိုကြီးနဲ့တွေ့ကျင်လို့ဆိုပြီးတော့လာလို့သွားတောက်တော့သူတို့အဲ့အာကြီးပြောတော့သူတို့ကလည်းအကိုကြီးရဲ့အကိုကြီးမြင်မြင်အခြေအနေကိုသူတို့မသိလို့မှာတဲ့အေးငါလည်းစိတ်ချတော့မထားပါဘူးလို့ဒါပေမဲ့ဒီတက်မလို့အထက်အောက်ကိုတက်ရှုပ်တွေးခွန်းလို့ရလောက်တယ်အရေးကြီးကျွန်တော်မှဘယ်လိုရှိမလဲတနင်္ဂနွေတော့တိုင်းတာနဲ့လက်နက်ကင်တောင်းကြသူတပုံးလေးပီဒီအက်ပြီနော် ်ပီဒီအက်တွေတိုင်းသားလက်နက်ကိုင်တောင်းချမ်းသူစစ်မျက်နှာပြင်ပွင့်နေတာတော့မှတက်မလို့ကမပြိုကွဲသွားဘူးเนาะမပြိုကွဲသွားဘူးအဲ့တော့ကျတော့အဲ့ဒီအရေးအသားကလူကြီးတယောက်ကဖမ်းမိလိုက်တော့လူကြီးတယောက်ကဒါညီလေးနဲ့မင်းကိုသူတို့မှမကျေနပ်ချက်လေးတွေရှိလို့တိုက်ခိုက်တာပါတဲ့ဟာကျွန်တော်ကဘာမှဖြစ်ပါဘူးလို့ကျွန်တော်ကဟိုဟာအဲ့မှာကျွန်တော်ဒီဘက်မှာသွားတော့နောက်တစ်ခုကကျွန်တော်မနေ့ကရေနီကိတ်ပေါ့နော်ရေနီကိတ်ကလေးဟုတ်ပြီကျွန်တော်ရေနီကိတ်ကိုပြောတာပေါ့နော်တရားကြိုင်တော့မှန်ခြင်းမှမှန်နေပြီဟုတ်လားဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ကိုပေါ့နော် မကောင်းတာတွေကိုပြင်ပြီးတော့မှကောင်းတာတွေကိုတင်ယူပြီးတော့မှကျွန်တော်တို့တိုင်းပြည်ရှေ့ကိုခြေပြီးတော့ဒီနိုင်ငံတက်မလို့အကြီးအကဲခေါင်းဆောင်နော်နောက်ဆက်ကဝန်ကြီးချုပ်ဗိုလ်ချုပ်ဦးကြီးဦးမေအောင်လိုင်းအောက်အဘဒူးချုပ်ကြီးဦးစိုးဝင်းတို့ရဲ့အောက်မှာနော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေလက်တွဲညီညီနဲ့နော်တက်မလို့သားတွေအေးချမ်းဆောင်နေထိုင်နေတဲ့ပြည်သူလူထုတွေနဲ့လက်တွဲညီညီနဲ့ကျွန်တော်တို့တွားရမယ့်အချိန်ပါခင်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့နေရာတိုင်းမှာပကတိပါဖက်ဖြစ်နေတယ်ဆိုတာမရှိပါဘူးကျွန်တော်ကအပြူတဘိုးနဲ့နော်ဒီကားသမားတွေ နော်ကျွန်တော်တို့တက်မတော်သားတွေကိုပြောတာကျွန်တော်မခံနိုင်လို့နော်ကျွန်တော်ပြောပြီးပြီကျွန်တော် Facebook လောကတွေကစစ်ခွဲလို့ကျွန်တော်တို့ခေါ်ခံရလို့ကျွန်တော်ဒီလောကတွေကိုရောက်ရှိလာတာနော်အဲ့တော့ကြတော့ကျွန်တော်တို့တက်မတော်သားတွေကာသမားတွေကဒီလိုပြောတော့ကျွန်တော်လည်းမခံနိုင်လို့ဒါပေမဲ့ကျွန်တော်ကိုပြောတယ်ရင်းနှီးကိတ်ကိုကိုယ်တိုင်သွားပြီးသွားပြီးတော့မဟုတ်နော်စစ်လာဖို့ဖိတ်ခေါ်ပါတယ်တဲ့ရင်းနှီးကိတ်ကအရာရှိတွေပြောတယ်မပြောလို့ကျွန်တော်တို့မသိဘူးပေါ့အဲ့ဒီရေးတဲ့အထဲမှာရင်းနှီးကိတ်ကိုကိုယ်တိုင်သွားပြီးစစ်ရမှာအစိုးရရဲ့တာဝန် တက်မလို့အကြီးကြီးတွေတာဝန်ဖြစ်တယ်ကျွန်တော်တာဝန်မဟုတ်ဘူးကျွန်တော်တာဝန်ကအစိုးရတဲ့ကိုအစိုးရရဲ့နားရင်းနော်အောက်ခြေမှာဖြစ်ပြနေတဲ့အရာတွေကိုနော်ပြောပြရမှာကိုယ့်ရဲ့အဖွဲ့အစည်းကိုပြည်သူလူထုယုံကြည်လောင်းပြည်သူလူထုတချို့နေရာတွေမှာယုံကြည်မဲ့မဲ့နေတာတွေကိုလက်ရှိနားသားကအစိုးရကြီးတစ်ဖွဲ့အယုံလုံးရဲ့နားရင်းကိုရောက်အောင်ပြောပြရမှာကကျွန်တော်ရဲ့တာဝန်နော်အဲ့တော့ကျွန်တော်ကဒီလောက်ကိုဘယ်သူမှလာတာပြီးလို့လောက်တာမဟုတ်ဘူးနော် ။ဒါကဘယ်လိုလုပ်တာမဟုတ်တဲ့အတွက်ဟိုနိုင်ငံသူနိုင်ငံသားတွေမှာကျွန်တော်ဒီသာပါစစ်သားသားသမီးကျွန်တော်ကအဲ့လိုပြောလိုက်ရင်လေစစ်သားသားသမီးတွေလည်းအများကြီးရှိတာပဲ။ဟုတ်လားကျွန်တော်လိုဝိုင်းဝန်းလုပ်စေချင်တာ။ဟာကိုတော်ဘုန်းကြီးအတူတူဝိုင်းဝန်းမလုပ်အောင်ကျွန်တော်တို့ဒီလိုမျိုးတက်မလို့ဒီလိုမျိုးဟာအဖက်ဖက်ကဝိုင်းဝန်းထုံးနဲ့တိုက်ခိုက်နေတဲ့အချိန်မှာနော်အမေဆိုင်မှာတာချီလေးတို့ပို့ဆောင်ပြီးလက်လုတ်ပစ္စတို25လက်အား3မိရင်အတွင်းဖမ်းမိ ထိုင်းနိုင်ငံမယ်ဆိုင်ကနေမြန်မာနိုင်ငံတာချီလိတ်ကိုဝင်ရောက်မဲ့တုံးပြီးရင်တစီအတွင်းကနေလက်လုတ်ပစ္စတို25လက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းသတင်းဌာနရဲ့ဖော်ပြချက်အရသိရပါဗျ။မေလ31ရက်ညနေပိုင်းကထိုင်းမြန်မာနယ်စပ်တရားကနေဝင်ရောက်မဲ့တုံးပြီးရင်တစီကိုထိုင်းကောက်ခွန်ကိတ်ကစစ်ဆေးခဲ့ရာကောက်ယူထုံးအတွင်းဝက်ပြီးတည်ဆောင်လာတဲ့လက်လုတ်ပစ္စတို25လက်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ ကောက်ယူထုံးကိုဘက်လေးရနဲ့ပို့ဆောင်ဖို့ငှားရမ်းခဲ့တာလို့သိရပြီးတဲဆောင်လာပေးတဲ့ရင်ပေါ်ပါသူအသက်34နှစ်နဲ့အသက်35နှစ်အရွယ်မြန်မာမျိုးသားနှစ်ယောက်ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်ပြီးဥပဒေအရအရေးယူသွားမယ်လို့သိရပါဗျ။အဲ့လိုမျိုးဖြစ်ရမှာဗျ။အဲ့လိုဆိုတော့ကျွန်တော်ကဒီအလုပ်တွေကိုအခါချင်းဝင်ယူပြီးလုပ်တာမဟုတ်ဘူး။အခါချင်းဝင်ယူပြီးမလုပ်ဘဲနဲ့ကျွန်တော်မှလည်းတားလေးနဲ့တမီးလေးနဲ့နှစ်ယောက်ရှိတယ်။နော်မိမနဲ့တော့ကွဲမလို့ဖြစ်ပြီးတော့ဒီအလုပ်ကိုလုပ်လာတာ။ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်ကျွန်တော်က ဟိုတက်ချူသွေးခွဲတွေပေါ့ဆိုရင်တက်မလို့အဲ့လောက်ညံ့နေတက်မလို့မှာမဟုတ်လားတက်မလို့သားတွေကအဲ့လောက်စိတ်တက်ညံ့နေတက်မလို့သားတွေမှာမဟုတ်လားနော်အဲ့တော့အဲ့ဒီအခြေသားလေးတွေကတော့လူကြီးတွေကသူတို့လည်းဖတ်ပါတယ်ဖတ်တော့ကိုယ့်ဘာကိုပဲဦးအေးစီကျွန်တော်ကတော့အေးစီပါပဲလို့ဘာမှမဖြစ်ဘူးနော်အဲ့တော့ကျွန်တော်လည်းမျိုးဝိုင်းလောက်ကြပါနော်အပြင်ထွက်ပြီးတော့တက်မလို့နဲ့အတူတူလက်တွဲပြီးတော့လုံးမဲ့လို့ရှိရင်လည်းအချိန်မျိုးဖိတ်ကောပါတယ်နော်နောက်တစ်ခုကကျွန်တော်ကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်တိုက်ခိုက်တဲ့လူတွေကိုဘာကိုကျေးဇူးတင်လဲဆိုတော့ကျွန်တော်ဆေးသမားတို့အကျက်သမားတို့အခုကျွန်တော်အကျက်လေးပြတ်သွားပြီ ဆေးဆိုတာလည်းမွေးဆေးပါဆိုတာလည်းမရှိဘူးစိုက်လည်းမတော့ဘူးကုန်းလည်းမစားဘူးဒီမှာကြည့်သွားဦးဘာမှမလုပ်တော့ကျွန်တော်အခုလူကောင်းဖြစ်သွားတယ်ကျွန်တော်အခုအဲကျွန်တော်အဲ့လိုမျိုးပေါ့နော်ဟိုဟာဖြစ်ပေးတယ်ဘေးကနေပြုပြင်ထင်းချောင်းပေးတယ်ဟာတစ်မောင်တစ်တခိုးလို့ခြေသမားတို့အဲ့လိုမျိုးပြောရလေအရသမားတို့အခုကျွန်တော်အားလုံးအလုံးစုံကျွန်တော်ဇင်းလုံးချောသွားပြီအဲ့တော့အကိုတို့အမားတို့အားလုံးကိုယေရှုတင်ပါတယ်ခင်ဗျာဒီနေရာကနေနော်ဟုတ်ပြီလားအဲ့တော့ကျွန်တော်ကကျွန်တော်အဲ့တော့အခုကျွန်တော်စပြောမယ်စပြောမယ်ဆိုတော့နော်တော့မောင်အေးချမ်းပေါ့နော်တောင်ကြီးတောင်ကြီးပေါ့နော် နှလုံးသားဖြင့်တွေးကြည့်ပါတဲ့။ရှင်ဘရင်များတောကားသည့်ပျော်ပါးချိန်ကခဏတာပြီ။ตาရအေးကြောင့်တောမြိုင်တန်းနဲ့စိန်ဆန်းရှုံမြောင်းထိုတောတောင်ရှိတောကောင်ငယ်တွေထိတ်လန့်စီပြီးတေးရင်ရှင်၏အသက်ဘေးကြောင့်ပြေးလွှမ်းနေမှမြင်မိပါတော့။ပျော်ရအတွက်တောပြစ်ထွက်သူအသက်ရန်ဘေးကြောင်းယုံပြေးသူမတူကွဲပြားရှင်နေများကိုခံစားနားလေတက်ဖို့ရနှလုံးသားဖြင့်တွေးကြည့်ပါတဲ့။မောင်ရေးတန်းတောင်ကြီး31ရက်နေ့9လ2025ရှင်းနိုင်ွယ်အချိန်မှာရေးဆက်ထားတဲ့ခပြဖြစ်ပါလေ။ဒီတောင်ကြီးမောင်ရေးတန်းကလည်းတာမန်လိုမဟုတ်ပါဘူး။ အဲ့ဒါလူကြီးတွေသိပါတယ်ဗောနော်အဲ့တော့ကျွန်တော်နောက်တစ်ခုပြောချင်တာကကိုကုန်းရေးတဲ့ကံကြီးမြောက်ဘက်ကတဲ့တရက်ကုန်းရွာကလည်းတဲ့အကျန်းဖက်အားပေးရွာပဲတဲ့အဲ့ဒီတရက်ကုန်းရွာမှာရွာထဲမှာအကျန်းဖက်တွေစေးကန်းဖွင့်ထားတယ်တဲ့စေးမူးညိတ်စေးမူးညိတ်ဦးအေးသိန်းကအဲ့ရွာမှာနေပြီးကံကြီးမှာစေးဆိုင်နဲ့စေးကန်းဖွင့်ထားတာပါတဲ့ကံကြီးရွာနဲ့အနောက်ဘက်ကလက်ပံကုန်းရွာဟာလည်းအကျန်းဖက်အားပေးရွာပါပဲဒါတွေဘာလို့ဖက်ပြလဲဆိုတော့မကြာခင်ချင်းကြီးမကြာမီအချိန်မှာတက်မတော်ကနောင်ချိုထိုးစစ်ဆင်တော့မဲ့အချိန်ရောက်ရင်ဒီလူတွေဒီ ီးပီးဆောင်တဲ့ပြည်သူလူထုတွေနော်ခရီးဆောင်ရမယ့်လူတွေဖြစ်နေအဲ့တော့ကျွန်တော်အဲ့လိုပြောလိုက်တော့ဒီကမာရည်လာလဲဆိုတော့ကိုဘုံရေးတဲ့မနေ့ကလို့တနေ့ကလို့အခုလို့អော်လိုက်တော့တဲ့ရွာမှာကြံနေသေးတဲ့တကြီးရွယ်ဦးတွေနဲ့ပြည်သူစီအနေနဲ့တချို့ဘေးလို့ရာကိုရှောင်တင်းခွင့်ရတာရရသွားတာပေါ့လေတဲ့ကျေးဇူးတင်ပါတယ်တဲ့ကံကြီးနဲ့လက်ပံကုန်းကိုတက်မလို့သားတွေစိုးမိုးဝင်ရောက်ပြီဆိုရင်ကိုစိတ်ချမ်းသာပါပြီတဲ့တကယ်အကျမ်းပတ်အားပေးတဲ့အနေနဲ့ဘယ်ပြည့်ပြည့်ဘယ်ရောက်ရောက်စိတ်မဝင်စားပါဘူးဗျာတဲ့ ။ရွာရေးချမ်းသွားရင်ကိုကျင်းနေပါပြီတဲ့။ကံကြီးနဲ့နောင်ချိုရှင်းမိုင်နေဝေးပါတော့တယ်တဲ့။ဘေးကုန်းတတိထားပါတဲ့။ဇန်နောက်ကနေအရှိတက်ကရန်သူအတွက်အကာအကွယ်အနေနဲ့တောင်ကုန်းတွေမှာနေရာယူဖို့အကောင်းဆုံးအကာအကွယ်ဖြစ်ပြီးဘေးကုန်းကအောက်ကျပြီးမြေပြန့်လို့ဖြစ်နေပါတယ်တဲ့။များသောအားဖြင့်အနောက်ဘက်ကတောင်တွေရှိခုလုံဝဲလုံဆန်ကြောက်တောင်ဘက်ကကောင်းချမ်းသူတွေဝိုင်းပတ်လာနိုင်တဲ့ခလန်းတွေရှိနေပါတယ်တဲ့။ဒါတွေဘာလို့ပြောရလဲဆိုကိုတက်မလို့စစ်တောင်းထိုးတဲ့အချိန်နော်သိရှိအောင်လို့နော်အောက်ကလည်းပြောထားပြီးနော် ဝိုင်းပလာနိုင်နေဖြစ်တဲ့လမ်းတွေရှိနေတယ်ဒီတော့တရကုန်းရွာကိုတဲ့တက်ကလက်ဦးမှုရဖို့လက်ပံကုန်းရွာအနောက်ကမြောက်ကိုဖြတ်တဲ့လမ်းရှိတယ်နောင်ချုံငုတ်ကလေးခိလမ်းပေါက်တယ်တဲ့ကံကြီးချိဘက်ဆိုရင်တဲ့ပိနေကုန်းရွာပန်းတော်ရွာကနေတရကုန်းကိုအနည်းဆုံးရွာလမ်းတွေရှိတယ်တဲ့အဲ့ဒီရွာလမ်းတွေကနေနောင်ချုံကုန်းတတိသွားလို့ရနေပါတယ်တဲ့နောင်ချုံနဲ့နမိုင်ကအကွာကကိုကတရုတ်ရွာရွှေပြည်ညွန့်ရွာဟာအထူးသီးထားရနေရွာဖြစ်ပါတယ်တဲ့ကံကြီးနဲ့ဆိုခဏနဲ့တော့ဝေးပါသေးတယ်တဲ့တောင်မြောက်ကားလမ်းမကြီးရဲ့ ရှိဘက်ချမ်းသာရွာပါတဲ့ဂုတ်တွင်းနဲ့နောင်ချိုကြားမှာဗီပုံစံကြမယ်နောင်ချိုအသိန်းခံရတော့ကတိုက်ပွဲတွေဖြစ်တော့ကြောင်မဲသားကဂုတ်တွင်းကိုဖျက်ပြီးရွှေပြည်ညွန့်တရုတ်ကိုကန့်ရွာကနေ606ဒုံးတက်ကိုဒုံးတက်နောက်ဘက်ကငုတ်ကလေးဘက်ကရွာတွေပါညက်ပိတ်ညက်ပိတ်ဝိုင်းသမားခဲ့ကြတာတဲ့ကိုကန့်ရွာတွေပါတဲ့တရက်ကုန်းကိုဆက်ဝင်မယ်ဆိုရင်လက်ပံကုန်းပိန်းနေကုန်းအရှိအနောက်ဘက်ကနေဖျက်လန်းတွေစစ်တောင်းထိုးရမှာပါပဲတဲ့ တရက်ကုန်းဆောင်ဥက္ကရတန်းဆိုးကလည်းလက်ကုန်းဆောင်အကျံဘက်အာဘီထောက်ဖို့ကောင်းနေပါပဲတဲ့။အောင်ကျော်ဦးကလည်းအကျံဘက်အာဘီသူသူသားတွေကလည်း PDF တွေပါတဲ့။အလုတ်ကပညာအလုံးတဲ့တရက်ကုန်းနဲ့လက်ပံကုန်းကအကျံဘက်အာဘီနေတဲ့ထောက်ဖို့တွေများတဲ့ပူပေါင်းရေးတဲ့။အရင်ကလိုက်ပြောနေတဲ့နွားဘူးမောင်ငယ်ဆိုတာလူမားနေတယ်တဲ့။ဦးမောင်ငယ်အသက်60ကျော်ပါပြီတဲ့။သူတို့လည်းလက်ကုန်းဆောင်တော်သမားတွေတဲ့နွားဘူးဒါချင်းတဲ့တဲ့။တားငယ်ကိုမှားနေတာပါတဲ့။တားငယ်ကမှနွားဘူးတဲ့တဲ့။ဘလောင်နဲ့ PDF တွေကလူသစ်စုထောက်ပံ့ရေးလို့စစ်တရေနေပေးနေတဲ့ကောင်း သူကိုယ်တိုင်က PDF 6လုံးမြို့တကားကားနဲ့ကံကြီးရွာကအောင်မင်းရင်ညောင်မင်းသားရွာကညီလေးဆိုတဲ့ကောင်တွေတင်နေစင်းပြီးပညာကလည်းဘွဲရသူရှင်ကိုက်လုံနေတဲ့အောင်မင်းရင်ကလည်းဘိုးအဆင့်ပေါ်ဗျာတဲ့ဒီရွာ၃ရွာရဲ့လောက်ကောင်စစ်အစ်စ်တွေအကြမ်းဖက်တွေဝင်ထွက်သွားလာဘိုးကြခံနေရတာပေါ့ဗျာတဲ့နောက်ဆုံးတော့ပင်းတွေကဓနု PDF เนาะဓနု PDF တွေတဲ့သူလည်းရေးတော့ရေးရပါဗျာနေ PDF တွေမန္တလေး၆၀မြန်မာပြည် ပီဒီအက်တွေပါပလောင်ကခေါ်လာတော့လာမယ်တဲ့သူ့အဖေဘယ်သူအဖေခေါ်မှန်းမသိတော့ဘူးတဲ့ကိုလေးခံစားရတဲ့ဖြစ်စဉ်တွေပါတဲ့နော်နောက်တစ်ခုကတော့ဝန်သာစရာတရင်ပေါ့ရွှေကျင်မြို့နယ်33ရက်9/2025ရွှေကျင်မြို့နယ်ကြောက်တန်းကြောက်တန်းလုပ်ငန်းရှင်ရာဘာချန်အတွင်းထမ်းမှချေကုတ်ယူနေသော KNU PDF အဖွဲ့ကိုမိမိဘက်မှ984မှဒုတိယကြိမ်နေမြေဝင်ရောက်ရှင်းလင်းရ9လောင်း9လက်ရရှိကြောင်းတင်ပြအပ်ပါတယ်နော်အဲ့တော့ဟို PDF တွေကလည်းကျွန်တော်အော်လို့ပြေးပါမို့မတတ်နိုင်ဘူးပြေးတော့ပြေးပါ ုကောင်းရေးတဲ့ကျွန်တော်ကမကွေးတိုင်းဒေသကြီးမင်းမှုခရံရှိရှေတုတ်တရမြို့နယ်ကပါတဲ့ကျွန်တော်တို့မြို့ရဲကခီယုံကျေးရွာမှာအကျန်း PDF တွေရောက်နေတာအစင်းစင်းကိုလည်းတင်ပြပါရဲတဲ့ဒါပေမဲ့အခုချိန်ထိရှင်းလင်းမှုမရှိလို့ဘာမှမလုပ်ပဲနေကြတယ်တဲ့သူတို့နေတဲ့ဒီနေရာတွေကိုခမ်းမ်းမြေပုံမြို့နယ်တကွာသက်ဆိုင်ရာကိုတင်ပြပါရဲအဲ့ဒါအခုချိန်ထိရှင်းလင်းမှုမပြုတ်လောက်ပါဘူးတဲ့ရွာကဒေသခံတွေကလည်းစိတ်ညစ်နေကြပါပြီတဲ့ရွာကိုလည်းရင်နဲ့ဘုံကျဲဖို့ဆိုလည်းကျဲပါတော့တဲ့ PDF တွေအနိုင်ကျင့်တဲ့တံကိုမခံစားရနိုင်တော့လို့ပါတဲ့စားစရာဆန်တွေလည်းကုန်ပြီတဲ့သူတို့ကိုပေးရလို့ဆိုပြီးပြောနေကြပါပြီတဲ့ဒီလောက်တေးတေးကြကြတီးတီးကြကြတတိ တင်းရတာကိုဘာမလို့မရှင်းပြတာလဲတဲ့စေတုတ်တရားမျိုးမြောက်ဘက်အချမ်းမှာဆို PRA PDF CDF အဖွဲ့တွေကရွာရေတော်တော်များများမှာဝင်နေပါပြီတဲ့ခုတင်ပြတဲ့ကြီးုံရွာဟာဆိုရင်မြို့ရဲ့တောင်ဘက်ချမ်းဖြစ်ပါတယ်တဲ့တောင်ဘက်ချမ်းကိုလည်းမြောက်ဘက်ချမ်းလိုပဲလွှမ်းမိုးမှာစိုးရိမ်ပါတယ်တဲ့အချိန်မီရှင်းလင်းပေးဖို့တက်ဆိုင်ရာတွေကိုကိုကုန်းမှာတစင်တင်ပြပေးပါတဲ့နော်ဒါကတော့ PDF တွေတော်တော်လေးကိုရက်ဆက်နေတယ်ပေါ့နော်ဟိုပါပေါ့နေမီဒေတာတွေပေါ့အဲ့တော့ကျွန်တော်တို့ဟိုပေါ့နော်ဟိုအညာသူအညာသားတောသူတောင်သားယူသားတွေအေးချမ်းသွားနေထိုင်နေတဲ့ပြည်သူလူထုတွေကတဖြည်းဖြည်းနဲ့ PDF တွေအကြောင်းအောင်သိလာတယ်နောက်တစ်ခုက ကိုဇော်ဘုန်းကြီးလားချင်းတဲ့ညောင်မြို့နယ်အခြေချံငါတယောက်နယ်ဘက်မှာစာတင်ကြောင်းတွေမပွင့်ရဲကြပဲဖြစ်နေပါလေ။20ရက်9လ2025ရက်နေ့ကကစင်သားမွေးအကြောင်းအုပ်ကိုတဲ့ကြောင်းမခွင့်ရဘူးဒီနယ်ကိုလည်းမလာရဘူးလာရင်တတ်မှာလို့ PDF တွေကချင်းချောက်လို့အခုဒီအနာကတခွိုက်အနာတခွိုက်ခက်လန်ကန်တေကုန်ချင်းနောက်အိုင်ကြီးတနက်ပင်စင်သားမွေးကလတဲ၆စိတ်ပင်ပြာပုံကံမဈေးမကြီးမြောက်ကုန်းတောပြအိုရင်ကူကူတော်ဂျိုးပင်သာဖလန်းကန် တောင်တော်ဆက်ဆက်ယူတေပင်တဲ့ရွာပလဲမြေနဲ့ကန်နဲ့ကန်ဒီကြီးထံပေါက်နော်ထံပေါက်ကုန်းကန်တိန်စားတဲ့ရွာတွေမှာကြောင်းလက်ကြောင်းအက်လက်မခံရကြပါဘူးတဲ့ကြောင်းကနေရကြောင်းလားနောက်နောက်25ရက်နေဖွင့်တော့မယ်တဲ့ငတရောက်အရကကြောင်းကြီးလည်းမဖွင့်ရကြဘူးတဲ့ငတရောက်နေမျိုးကို black 0တက်မှတ်တော့မယ်လို့ PDF တွေကချင်းချောက်ကျွေးကြုံနေကြပါတယ်တဲ့ဒီငတရောက်နေမျိုးမှာထွေကုန်ယုံလျက်စီယုံစားတာတွေလည်းမဖွင့်တာကြပါပြီတဲ့ နေမြေကလူထုနဲ့ចောင်းသားမိဘတွေဌာနဆိုင်ရာဝန်ထမ်းတွေအရန်ကိုစိုးရိမ်နေကြရပါလေတဲ့ PDF တွေကဒီနေမြေမှာအကြမ်းဖက်လုပ်ရလုပ်နေရတာလုပ်နေရတာတဲ့အချိန်ကောင်းမနေတော့ဘူးတဲ့ကိုတော်ဘိုးဝေးကူညီနိုင်တယ်လို့ကလေးပြောပေးပါတဲ့နော်ဒါကပြည်သူ့ရဲ့အတန်တွေပေါ့ဗျာအဲ့လိုအတန်လေးတွေလက်ရအောင်ပုံပေးနေချင်တယ်ပေါ့ကျွန်တော်တရားထဲမှာမဟုတ်ပါဘူးဘသူပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဟိုဘသူ့မှာမနာလိုမရှိသေးဖြစ်နေမှာမဟုတ်လုံနိုင်နေကောင်းနေပဲတိုင်းပြီတော့နော်ကြောက်ပြူမြေပြင်အဖြစ်ပြက်ပေါ့လာပြီး ောက်လူမြေနေအဖြစ်ပြရတဲ့တချို့ရှိပေမဲ့အလွန်ဆိုးရင်ရတဲ့အခြေအနေထိတော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့ယခုလိုအချိန်မှာရေးတော့ကြီးလာပါနဲ့လုံးစရာရှိတာမလို့ရင်ဒီတက်ဆိုးရင်ရတဲ့အခြေအနေကိုရောက်သွားနိုင်ပါလေတဲ့ရန်သူကတဖွဲ့တည်းမဟုတ်ပါဘူးတဲ့ AAKIA TNNA MNDAA PDF အကြမ်းဖက်အဖွဲ့အကုံပါဝင်တိုက်နေတာဖြစ်ပါလေတဲ့နော်နောက်တစ်ခုကတော့ဒါကြောက်ကြည့်မှာလက်ရှိဖြစ်စဉ်တွေဖြစ်လာနိုင်တာကိုနော်ဟောဒါကစီးရင်တင်းလည်းမဟုတ်ဘူးဒါကဖြစ်လာနိုင်တဲ့ဥစ္စာတွေကိုတုံးတက်ထားတဲ့မင်းကြီးကရဲ့တယောက်က ရေးပို့ထားတာဒါကျွန်တော်ကတော့ကျွန်တော်ရဲ့အပေါ်လည်းမဟုတ်ဘူးเนาะဒါကျွန်တော်ကဟိုသူတို့ကိုမေးတယ်ကျွန်တော်ဒီဥစ္စာကိုဆွေးရောက်လုပ်ပေးရမလားဆိုတော့လုပ်ပေးရမယ်တဲ့ကြောက်ပြူနာအေတို့ကရေတဒါနာချုပ်ကိုအဓိကထားတိုက်နေတာတွေ့ရတယ်တဲ့အေတို့ကမြို့ပက်လန်ကမြို့ပက်လေကတောင်ကုန်းတွေကိုတင်ထားတယ်တဲ့တင်ထားတဲ့တောင်ကုန်းတွေပေါ်ကနေလက်လက်ကြီးနဲ့တစ်နေ့ကိုလုံး၃၀တောင်ပြည့်သွင်းတယ်တဲ့တက်ကလည်းပြန်ပြတယ်တဲ့အပြောင်းလာတယ်တဲ့ပြည့်တဲ့လက်လက်ကြီးကဘုံစံအချို့တက်ကပြီးတော့တိမှန်တာလို့ရှင်းနိုင်ပါတယ်ရှိတယ်လို့ပြောတာမဟုတ်ဘူးနော်ရှင်းနိုင်ပါတယ်လို့ပြောတာပြီးကျွန်တော်စကားပြေအောင်မယ်ကျွန်တော်လည်းကြောက်ရတယ်ပြောပါပြောပါ အေကမြို့နာကိုကတ်နေပြီတဲ့ရခင်သုံးလပိုင်းလောက်ကတဲ့အတင်းဝင်စီးတယ်တဲ့လေရင်ပြစ်ခုပေးတယ်လို့စစ်သင်္ဘောတွေကလည်းပြစ်ခုပေးတော့အဲ့ဒီတော့မှအေအကြဆုံးများစွာနဲ့ပြန်ဆုတ်ခွာသွားတယ်တဲ့အခုကအရင်လိုတအားတက်မလုံးတော့ဘူးတဲ့လေမိုးချနေတာလည်းပါတယ်တဲ့နောက်ပြီးစစ်သားအစ်တီထမှန်စုဆောင်နေရတာလည်းပါတယ်တဲ့အခုအေအေတွေထဲမှာမိမတွေကလေးတွေကအစပါလာတယ်တဲ့ဒီပုံစံဆိုအေအေကရခိုင်တမျိုးသားလုံးကိုစစ်တဲခေါ်တွင်းလိုက်တယ်လို့စစ်တဲခေါ်တွင်းလိုက်တယ်လို့ဖြစ်သွားပြီတဲ့ ။နောက်ပြီး AA က ARD PDF ကိုဇယိတ်ထောက်ပံ့နေရတယ်တဲ့။ပြောရမယ်ဆိုရင်ကြောက်ဖြူကိုတိုက်ဖို့ PDF ကို NUGC ကဒေါ်လာတန်းနဲ့ငှားထားရတယ်လို့စစ်သုံးဘက်တွေစီကတဆင့်သိရကြောင်ကြားသိရတယ်တဲ့။ AA ကမိန်းကလေးအများအပြားကိုစနိုက်ပါအဖြစ်သုံးထားပြီးကလေးတွေကိုရှင်ပြေးအဖြစ်သုံးထားတယ်တဲ့။စစ်ကြီးစစ်တပ်ဆိုရင်လူကြီးတွေကိုသုံးတယ်တဲ့။နောက်ပြီး AA က ARD ကိုတိုက်ဖို့လူဝယ်တာမျိုးရှိတယ်တဲ့။ရန်ကုန် ARD ဘကိုးမကွေးထဲမှာရှိနေတဲ့ပွဲသားတွေကအလုရမယ်လို့ညာခေါ်ပြီးတော့မှ PDF တွေကိုထည့်လိုက်တာမျိုးတွေတွေ့ရှိရတယ်တဲ့။တရင်တွေထွက်လာတာကြားရတယ်တဲ့။ လေးမျက်နှာဘက်မှာဆိုရင်ဖမ်းမိတဲ့ပြည်သူတွေကိုပြန်မလို့တော့ပဲစစ်တဲကိုထဲလိုက်တာရှိတယ်တဲ့အေးအေးစိတ်ရင်အားများလာတယ်ဆိုတာတဲ့သူသိမ်းထားတဲ့ဒေသတွေကိုစစ်တဲအတင်းထက်နေလို့ပဲတဲ့အခုရခိုင်တမျိုးလုံးနှီးပါတဲ့စစ်တိုက်ကြရတယ်လို့ဖြစ်နေပြီတဲ့ BNN ပုံစံမျိုးဖန်ပြီးပြီးစစ်တိုက်နေကြတယ်တဲ့တမတော်အနေနဲ့ short တက်လို့တော့မရဘူးတဲ့အရင်ခေတ်ကတော့တိုက်မှာပဲလွယ်လွယ်နဲ့တိုက်လို့ရမယ်တဲ့ဒီပုံစံနဲ့ဆိုအေးအေးကရခိုင်ပြည်မှာတော်တော်နေရာယူထားတယ်တဲ့သို့တော်အေးအေးအမားလောက်လာရင်တော့မသိဘူးတဲ့ရခိုင်ရဲ့စိတ်တက်ကိုကြည့်ရင်ရွေးကောက်ဝဲတော့ငါတဲ့ ANP ပါတီတခုတည်းကိုပဲမဲတဲ့ခဲ့ပါလေတဲ့။အမတွေကဒါပါတီအမျိုးမျိုးကိုပါတီအမျိုးမျိုးကိုတဲ့ထည့်ခဲ့ကြတာတဲ့။ခုဆိုတဲ့အေကကြောက်ပြူကိုကလေးလူကြီးမိန်းမအကုန်တုံးပြီးစစ်တိုးနေကြတာတဲ့။အမတွေကတော့မိမိအေယာဝတီကိုရကံမျိုးဆွလာလိုက်တာကိုပြန်တွန်းလိုက်ရကောင်းမှမသိဘူးတဲ့။တင်းနေဆိုတာကြီးပဲတဲ့။မြင်ဘူးတဲ့။ထိုင်းကရကံတွေဆိုတဲ့အလုံးလုံးပြီးတဲ့ရကံရကံ ကိုင်းပြည်ကိုပြန်လာပြီးစစ်လာတိုက်တယ်တဲ့ရောက်တဲ့နေရာကနေတက်နိုင်တယ်လို့ထောက်ပံ့လာရှိတယ်တဲ့တစ်ဖက်မှာလည်းတဲ့ PNN တွေကတဲ့စည်ရေးနိုင်နေလို့တဲ့စည်ရေးနိုင်နေလို့မွန်ရကိုင်းကရင်တို့ဘက်ကမဟာမိတ်လိုက်ခွင့်နေတယ်တဲ့မုတ်ကရင်တို့ကလည်းစစ်နိုင်ခြင်းစစ်နိုင်ခြင်းလို့ဇုံးနဲ့လာသမျှကိုသူတို့မဟာမိတ်ခွင့်မှာမပူနေတဲ့စီရင်မှာ short တော့လို့မပြဘူးတဲ့တပ်ဘက်ကစီရင်ကိုရခုတက်ပို့ပြီးတင်းတင်းကျပ်ကျပ်တော့တော့မယ်တဲ့လူငယ်အားလက်နဲ့အရာလုံးလုံးလေးဝစ်စုံပို့ပြီးတုံးသွဲရမယ်လို့ယူဆတယ်တဲ့ PDF တွေဆိုလေတနက်တွေရောဝစ်စုံတွေရောတဲ့တနက်တွေရောဝစ်စုံတွေရောတဲ့ တကယ် quality ကောင်းတယ်သုံးထားတာတဲ့။ဘာပဲဖြစ်ဖြစ် A ကရခိုင်လူမျိုးအကုန်ဒီပါ။ရင်းတယ်လို့ short တော့လို့မရဘူးတဲ့။ရခိုင်နိုင်ငံတော်ခေါင်းစဉ်နဲ့အကုန်လုံးကိုခြာနှင်းပါတဲ့။ရခိုင်လူဦးရဲ့ထုတ်ဝက်နှီးပါကိုဖြုံးတီးပြစ်မဲ့ပုံစံမျိုးရှိတယ်တဲ့။တစ်ဖက်မှာဘင်္ဂလီဘင်္ဂလီကကောက်စားဖို့စောင့်ကြည့်နေပြီတဲ့။ပြဿနာလေးအစတော့ပြီးရခိုင်မျိုးအကြံပေးနေနေတယ်။အဲ့ဒါတော့ရခိုင်လူမျိုးအတွက်ခေါင်းရင်းနဲ့ရတာတဲ့။အခုကျေးဇူးတွေဆက်နေပါပြီတဲ့။ကျမတို့ဒီတက်အင်အားတိုးရပါလိမ့်မယ်လို့ယူဆတယ်တဲ့တက်နောက်ကပြည်သူများစွာကြံသေးတယ်ဘယ်လိုစီယုံစီယုံမလဲအရေးကြီးပါတယ်တဲ့အေဘက်ကအလုံးစုံ ထိုးစစ်စတော့မှာပါတဲ့ကြောက်ပြူပတ်လက်ဝိုင်းပြီးရှေပြင်းနေပြီးဌာနချုပ်တခုရအောင်ခေါ်ဆောင်ပြီးမှလူတောင်းချီပတ်လက်ဝိုင်းပြီးထိုးစစ်လုပ်တဲ့စစ်စင်ရေးပါတဲ့ဘင်္ဂလားနဲ့လေ့ကျင့်လာတဲ့တပ်မတော်ကနေရထားတဲ့အမြောက်တန်ချက်ကကားတွေတင်ကားတွေပါတဲ့တက်တွေပို့တော့မယ်လို့သတင်းရနေပါတယ်တဲ့လူတိုင်းသိနေတဲ့တိုင်းရင်းဌာနချုပ်နေမျိုးတွေမှာတမန်ရိုးကြခံစစ်အတိုင်းခုခံစစ်အနေများပါတယ်တဲ့အဲ့လိုခုခံစစ်တွေကြောင့်ပဲအန်းနဘာခအကြုံသွားရတာပါတဲ့အေးတွေမသိနိုင်တော့တဲ့ တောတောင်ကာကွယ်ကိုရတဲ့နေရာတွေမှာဌာနချုပ်ခွဲတွေထားပြီးလူပြန့်ပြီးနေရောညမှာတံပြန်ထိုးစစ်ဆင်မှာအထူးသဖြင့်ဒုံးရချီပြီးပုံဘုံကျဲနေရမှာတဲ့အေးတွေကအမြဲနေပေါ်မှာမနေဘူးနဲ့ဒီကောင်တွေကနေအောင်မှာတဲ့ခြေတန်းခြေတန်းဌာနချုပ်တွေခွဲပြီးတဲ့ဒီအမစပွဲတွေပုံနဲ့အတူခိုးပြီးတိတ်တိတ်လေးပြင်းစင်လှုပ်ဆောင်နေတာပါတဲ့ဘန်ကဖြက်မြေဆိုင်ဘုံတွေပါတုံပြီးကြိုတင်ရှင်းရမှာပါတဲ့ပေါ့မနေကြပါနဲ့တဲ့ဒီကောင်တွေအကြီးအကျယ်ပြင်ဆင်ထားတယ်တဲ့ နိုင်ငံတစ်ခုနဲ့စစ်တိုက်တယ်လို့ကိုတံပြန်ထိုးစစ်လုံးမှအတော်အသင့်ထိနိုင်မှာပါတဲ့ပြည်တွင်းစစ်အစ်မဟုတ်နိုင်ပါဘူးတဲ့နိုင်ငံကျူးကျော်စစ်တစ်ခုနေပါပြင်ဆင်ထားတာပါတဲ့တမတော်ခေါင်းဆောင်တွေနားရဲရောက်ဖို့လှုပ်ဆောင်ပေးကြဖို့ပေါ့မနေကြပါနဲ့လို့ရခိုင်တောင်ပိုင်းသားတယောက်မှအကြံပြုရခိုင်တောင်ပိုင်းသားတယောက်မှအကြံပြုပါတယ်တဲ့ရခိုင်ကိုထိုးစစ်အ мян ဆုံးစတင်ပြီးအချိန်မီပြင်ဆင်ရင်မိပါသေးတယ်တဲ့မိနေမှာဆိုလို့တင်ပြတာပါတဲ့နော်အဲ့ဒါတော့ဒါ